ကျွန်တော်တို့ဒီကိုရောက်ပြီးကြည့်ရဘလို့မှမပြောင်းနိုင်တော့တဲ့အတွက်ဒီမှာဆက်လုံနေတာဖြစ်တဲ့3-5000အထိကျွန်တော်တို့သုံးမယ်ဒါပေမဲ့ဒီထက်လည်းပိုပြီးတော့မှလည်းအာသုံးပြဖို့အတွက်ကျွန်တော်ဆူတောင်းနေတာဖြစ်ပါတယ်ဟုတ်မန္တလေးကိုရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကမြို့ပြက်ကြီးတစ်ခုလိုပဲကျွန်တော်တို့တိတ်ဆိတ်ပြီးတော့မှရေမရှိ မီးမရှိနဲ့ခက်ခဲတဲ့သူတွေကယ်ဆယ်ရမဲ့သူတွေနဲ့ကျွန်တော်တို့မှာတတော်လေးကိုဒုက္ခရောက်တာတွေမြင်ခဲ့တဲ့အခါမှာအမစကလုံးနဲ့ဘလို့မှပြောလို့မရတဲ့အခြေအနေဖြစ်တဲ့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်တာကတော့ ကျွန်တော်ဘာလုံနိုင်လဲကျွန်တော်ဘာတက်နိုင်လဲတက်နိုင်တဲ့ ठी တောက်လျှောက်ကျွန်တော်လုံမှာဖြစ်ပါတယ်အဲ့ဒီအဲ့ဒီအတွက်အဲ့ဒီအတွက်ကြောင့်လဲအဲ့ဒီကလေးကဒီနေ့ ठी ကျွန်တော်ဒီမှာရှိနေတာဖြစ်ပါတယ်ဟုတ်မင်္ဂလာပါဗျာဟုတ်အခုဒါလှလူလှလူကြည့်တဲ့ចောင်းလေးရင်မိတ်ဆက်လေးပါအောင်ဩဟုတ်ကဲ့ကျွန်တော်တို့မန္တလေးဖြစ်ပြီးပြီးချင်းအာနောက်မနေ့ပြန်နေစပြီးကျွန်တော်တို့ရောက်ရှိလာတာဖြစ်တယ်အာ Chillan Foundation အနေနဲ့ပေါ့เนาะဒါအမတို့လည်းသိပြီးသားပဲ အာဒီကနေမှကျွန်တော်စကန်းချပြီးတော့မှဇကိုင်းရယ်မစ်ထလာရယ်နေပြည်တော်ရယ်အင်းလေးရယ်ဒါတွေအားလုံးဒီနားတဝိုက်ကိုကျွန်တော်တို့လှုပ်ဆောင်နေတာဖြစ်ပါတယ်ဗျဒီနေ့ဒီကြောင်းလေးမှာအာအမိုးအကာမရှိတဲ့သူတွေအတွက် ကျွန်တော်တို့ဒီလိုတက်နေလာထိုးပေးအမိုးအကာတွေလာလှုပ်ပေးအာထမင်းလာကြွေးတာလည်းဖြစ်ပါတယ်ဗျဒါဆရာဖြစ်ဖြစ်ချင်းတောင်းနေရောက်လာတယ်ဆိုတော့ဘလောက်ထီတောင်တာတွေ့ခဲ့ရတယ်ဘလောက်ထီတောင်တာ ပထမကတော့ကုမယ်ဆိုပြီးပစ္စည်းလုံမယ်ဆိုပြီးပြန်မို့ဒါပေမဲ့စကန်းချတဲ့ထိအောင်ဖြစ်သွားရဲဆိုတဲ့အပိုင်းလေးတွေပြောရပါအောင်အာကျွန်တော်ကတော့လေဟိုငလင်လှုပ်လိုက်တယ်ပေါ့လှုပ်လိုက်တာနဲ့ recovery 7.7ဖြစ်တယ်လို့တိလိုက်ကြဲဟိုဟာအဘယ်ဘယ်လောက်ထိဖြစ်လာမယ်ဆိုတာတော့နည်းနည်းလေးတော့မှန်းကြည့်တာပေါ့တော်တော်လေးပျက်စီးမယ်ထိခိုက်မယ်ကျွန်တော်တို့တော့မိုးမောင်ပြန်ကြပြီလို့တွေးလိုက်ကြဲဟိုဟာတခါတည်းစကန်းချဖို့အတွက်ကိုအဲကျွန်တော်ကအလုပ်တွေထားခဲ့ပြီးတော့မှချက်ချင်းပြေးလာခဲ့တာဖြစ်ပါတယ်ဟုတ် ောက်လာတဲ့အချိန်မှာမြင်ကွင်းကဘယ်လောက်ထိတောင်အချိန်လေးစိုးစိုးဝါးနေတာတွေးခဲ့ရတယ်ဘယ်လောက်ထိစိတ်သက်တွေကအစားဘလို့ပြင်ဆင်ရပြီးတော့ဘလို့ဖြစ်လဲဆိုတာပြောရပါမယ်ကျွန်တော်ကလေနာဂစ်တော့ကလည်းဒါလုတ်ခဲ့တယ် now ကျွန်တော်တို့ရေဘေးလည်းလုတ်တယ်ဘာဘေးပဲဖြစ်ဖြစ်ကျွန်တော်တက်နိုင်သလောက်အာကျွန်တော်ရဲ့ foundation ဖြစ်တဲ့ challenge foundation ကနေကျွန်တော်အမြဲတမ်းလှုပ်ဆောင်ခဲ့တယ်ဒီတစ်ခေါက်လောက်စိတ်ထဲမှာလေဟိုဟိုခံစားရတဲ့ဟာဟို ဘယ်လိုခေါ်မလဲဗျာစကားလည်းမပြောချင်တော့လောက်အောင်ဖြစ်တဲ့ဟာမျိုးမကြုံခဲ့ဘူးဘူးပေါ့ဒါကျွန်တော်ကြုံတွေ့တဲ့အရာအဲ့ဒါလေးဖြစ်တယ်နောက်မန္တလေးကိုရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကမြို့ပြက်ကြီးတစ်ခုလိုပဲကျွန်တော်တို့တိတ်ဆိတ်ပြီးတော့မှရေမရှိမီးမရှိနဲ့ခက်ခဲတဲ့သူတွေကယ်ဆယ်ရမဲ့သူတွေနဲ့ကျွန်တော်တို့မှတော်တော်လေးကိုဒုက္ခရောက်တာတွေမြင်ခဲ့တဲ့အခါမှာအမစကလုံးနဲ့ဘလို့မှပြောလို့မရတဲ့အခြေအနေဖြစ်တဲ့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်တာကတော့ကျွန်တော်ဘာလုပ်နိုင်လဲကျွန်တော်ဘာတတ်နိုင်လဲတတ်နိုင်တဲ့ထိတောက်လျှောက် ကျွန်တော်လုံมาဖြစ်ပါတယ်အဲ့အဲ့ဒီအတွက်အဲ့ဒီအတွက်ကြောင့်လဲအဲ့နေကလေးကဒီနေ့ထိကျွန်တော်ဒီမှာရှိနေတာဖြစ်ပါတယ်ဟုတ်ဆရာကိုရိုင်းကလည်းတစ်ဖက်မှာဒါရန်ကုန်မှာဆိုရင်ကလေးတွေလည်းထားခဲ့ရတယ်နောက်ဆရာ international school တွေရောတခြားစီးပွားရေးလုပ်ငန်းတွေအကုန်လုံးထားခဲ့ပြီးပြစ်ပြီးလာလုပ်တဲ့အချိန်မှာဒါဘလောက်ထိဒါဟိုဘက်မှာလည်းကိုကတစ်ဖက်စီးပွားရေးအချိန်မှာဒီဟာကိုပြန်မှုနိုင်မှာဆိုတော့ဘလောက်ထိဒါတိတ်ကဲမလုပ်နေရလဲဟုတ်ကျွန်တော်တို့ရဲ့ international school ရောကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းတွေရောကျွန်တော်တို့ရဲ့တခြားတခြားကျွန်တော်တာဝန်တွေရောနောက်ကျွန်တော်တို့တင်းတော်ရဲ့ချက်ချောင်းရဲ့တာဝန်တွေရော ။နောက်ကျွန်တော်ရဲ့ဘောလုံးကလပ်အခုဆိုသူတို့ပြင်ဆင်နေပြီပေါ့။ဒီဘောလုံးကလပ်တွေအကုန်လုံးကျွန်တော်သူတို့ရဲ့အာဒရိုက်တာတွေအုပ်ချုပ်သူတွေဆီမှာတေချာမှာပြီးတော့မှတေချာပဲမောင်းနှင်ပေးကြပါကျွန်တော်ကတော့ဒီမှာပဲနေပြီးတော့မှပါဝင်ပါမယ်လို့အာကျွန်တော်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဗျာ။ဟုတ်ပြီးတော့ဒါဒီကောက်ချင်းလန်းဖောင်ဒေးရှင်းရောအလူကြီးရောဘယ်လိုမျိုးတွေဒါမတ်စီထားဒါလေးလေးပြောပြပါကျွန်တော်တို့ချင်းလန်းဖောင်ဒေးရှင်းကျွန်တော်တို့ဖောင်ဒေးရှင်းအနေနဲ့3000ကျွန်တော်တို့မတ်တီခဲ့တယ်ကျွန်တော်မိသားစုကနေ3300 ထပ်ပါဝင်ခဲ့တယ်ကြည်လိုက်တော့ဘလို့မှအဆင်မပြေတာနဲ့ကျွန်တော်နောက်ထပ်3900ထပ်ပါတယ်ဆိုတော့3000ပေါ့နောက် Chillen Foundation ကကျွန်တော်တို့ဒီတကဘာလုံးမှာရှိတဲ့ချင်းလူမျိုးတွေကကျွန်တော်ကိုအထူးပံ့ပိုးထောက်ပံ့ကူညီတာဖြစ်တဲ့အတွက်သူတို့အလှရှင်တွေရဲ့ကျေးဇူးအားဖြင့်ကျွန်တော်တို့အနေနဲ့သိန်းပေါင်း5000အထိအသုံးပြုပြီးတော့မှခုကျွန်တော်တို့လုပ်ပြီးသားကကယ်ဆယ်ရေးနဲ့ကုသရေးအတွက်ကျွန်တော်သိန်းပေါင်း1000လှူဒန်းပြီးပြီဖြစ်ပါတယ်အခုဒီလိုမျိုးတန့်ထိုးပေးတာမျိုးအခုဒီအမေဆွေ အမေကအခုဆိုဒီမှာဒီလိုဟိုးစားလေးနဲ့ရှိနေတယ်ကျွန်တော်အခုလှမ်းကြည့်လိုက်မှတွေ့လိုက်တာဗောတော့အမေအာသူကျွန်တော်ရောက်ကြရသူတက်တောင်းနေတာအဲဆိုတော့ကျွန်တော်တို့ရောက်အောင်ဒီမှာတက်လဲပြန်ထိုးပေးมาဖြစ်တယ်ဟိုပြောချင်တာကလေအရင်တော့ဟိုကျွန်တော်တို့မမရှိလို့ခက်ခဲတဲ့လူတွေကျွန်တော်တို့ထမင်းကြွေးခဲ့ဘူးပါတယ်ဒီတစ်ခေါက်မှာလေကျွန်တော်စီကိုရေဘူးတဘူးတောင်းတဲ့လူကအသက်69နှစ် အမေကြီးတယောက်ရေဘူးလာတောင်းဘူးပါတယ်တန်းစီပြီးတော့မှနောက်ကျွန်တော်တို့ရှိတဲ့သူတွေချမ်းသာတဲ့သူတွေကိုယ်တိုင်က ရေငတ်နေတယ်အရန်ကိုလိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကိုရောက်ပြီးကြရဘလို့မှမပြောင်းနိုင်တော့တဲ့အတွက်ဒီမှာဆက်လုပ်နေတာဖြစ်တဲ့3000အထိကျွန်တော်တို့သုံးမယ်ဒါပေမဲ့ဒီထက်လည်းပို့ပြီးတော့မှလည်း အာတုံးပြုတ်ဖို့အတွက်ကျွန်တော်ဆူတောင်းနေတာဖြစ်ပါတယ်ဟုတ်ပါဘူးအခုတော့ကျွန်တော်ကြည့်တော့တကယ်ကိုထိရောက်တဲ့နေရာကိုကိုသွားလှူတာတွေ့ရဟုတ်ဟုတ်ဘယ်လိုမျိုးလေးအဲ့ဒီအကျွန်တော်တို့က survey team လွှတ်တယ်ကိုလွှတ်ပြီးတော့မှဘယ်နေရာမှာဘယ်လိုထိလဲဘယ်သူတွေတကယ်လိုလဲဘယ်နေရာမှာဘယ်သူတွေခက်မလို့လဲဒါတွေကိုတေချာလေ့လာပြီးမှပဲတကယ်လိုတဲ့လူတွေကိုကူညီတာဖြစ်တယ်ဒီလိုတက်နေဆွေလဲပဲကျွန်တော်တို့ရဲ့သူတို့သက်ဆိုင်ရာကက်မှာရှိတဲ့လူတွေကိုမေးတယ်အထူးသဖြင့်နံပါတ်1ခလေးနဲ့ဖြစ်နေတဲ့မိဘတွေကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့မှခလေးအတွက်ဆိုပြီးတော့မှကျွန်တော်တို့ဒါတက်နေထိုးတယ်နောက်တကြီးရွယ်အိုတွေ ဟိုနေရာမှာဆိုရင်ကျွန်တော်တို့တက်ကြီးရွယ်အိုတွေအမေအမေကြီးတွေအဖေကြီးတွေရှိနေတယ်သူတို့အတွက်ကျွန်တော်တက်နေတောက်လျှောက်ထိုးပေးมาဖြစ်ပါတယ်ဟုတ်နောက်ထပ်ကိုကိုဘာစစ်လို့ကိုရှိကျွန်တော်အခု၁၀ရက်အတွင်းမှာကျွန်တော်လူပေါင်းတပေါင်းထမင်းကျွေးနိုင်မှုအတွက်ရယ်သူတို့အတွက်မိုးကာတွေစီစဉ်ပေးနိုင်မှုအတွက်ရယ်ဒီဒီလိုမျိုးအလှမှာပါတဲ့သူတိုင်းလဲဘုရားသခင်ကောင်းကြီးပေးပါစေတဲ့တင်းတို့ရဲ့အခက်အခဲရှိတဲ့အခါမှာဘုရားသခင်တင်းတို့ကိုအာတိမှတ်ပါစေလို့လဲဒီကနေ့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဗျ